င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်နိုင်ငံပြကြကြောင်းပြန်ဝင်လိန်လုပ်ငန်းတွေကိုဂျပန်စစ်တပ်ကစနစ်ကျကာကွယ်ပြီးစစ်စစ်ရှာဖွေနေမှုပြည်သက်ပါတီဆန္ဒရှင်တိုက်ဖြိုင် NSPAD ကကြေညာအကြမ်းဖက်စစ်ကောင်စီကနိုင်ငံပြကြအွန်လိုင်းဝင်လိန်လည်မှုနဲ့လူကုန်ကူးမှုလုပ်ငန်းတွေကိုစနစ်ကျအကာအကွယ်ပေးကကိုဂျိုစီဝါရှာဖွေနေပြီးအစောပိုင်းလုပ်ငန်းတွေမှာရရှိအငွေကြေးတွေကိုဆက်လက်နဲ့တည်တဆင်ပြီးပြည်သူတွေကိုဂျပန်တိုက်ခိုက်မှာအသုံးပြုနေကြတယ် မွန်ပြည်တဲ့ပါတီဆန္ဒရှင်တိုက်ဖြန်ရေးကနိုဝင်ဘာ25ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ဆန္ဒသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာဆွေးရစာဖြစ်ပေါ်နေတဲ့လူကုန်ကူးမှုညှဉ်းပန်းနှိပ်စက်မှုနဲ့အွန်လိုင်းငွေလိမ်လည်မှုတွေကမတော်တဆဖြစ်ပေါ်လာခြင်းမဟုတ်ဘဲကျန်ဖက်ဆန္ဒရှင်နဲ့အလကောက်ကြီးလက်အောက်ကံဖွဲ့တွေကတက်ကြစာအပိအကူညီကလုံခြုံရေးယူထားပေးခြင်းဖြစ်ကြောင်းထို့သောကျန်ဖက်စက်တန်နဲ့လက်အောက်ကံဖွဲ့တွေကြောင့်အဆိုပါလုပ်ငန်းတွေကြီးထွားလာခြင်းဖြစ်ကြောင်း NSPAD ကပြောပါတယ်။လက်ရှိမှာနိုင်ငံပေါင်း 89နိုင်ငံမှပြည်သူများပြားလူကုန်ကူးခံနေရပြီးအမေရိကန် UK နဲ့တရုတ်နိုင်ငံအပါအဝင်ကမ္ဘာလုံးဆိုင်ရာငွေကြေးဆုံးရှုံးမှုက20အမေရိကန်ဒေါ်လာ15ဘီလီယံကျော်ရှိနေကြောင်းအကြံဖတ်စေကောင်းစီကအဆိုပါတရားမဝင်အမြင်ဆုံးနဲ့တုံ့ပြန်ပြီးဆက်ရန်တရားတွေကိုတည်ဆောက်နေခြင်းကဒေသတွင်တည်ငြိမ်မှုကိုပါကြီးမားစွာအကျဉ်းချောက်လျက်ရှိကြောင်းထို့ကြောင့်နိုင်ငံဖြတ်ကျော်ရာဇဝမှုတွေကိုတိုက်ပြန်အတွက် NSPAD အနေနဲ့နိုင်ငံဖြတ်ကျော်စိုက်ဘာနေနေလုံဖွဲ့ Walking Team ကိုဖွဲ့စည်းလိုက်ပြီးလူကုန်ကူးခံသူတွေကိုကူညီထောက်ပံ့ခြင်းပိတ်မိနေသူတွေကိုရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းတွေမှာ နိုင်ငံတကာနဲ့ပူးပေါင်းဆက်သွယ်မိဖြစ်ကြောင်းသိရှိရပါတယ်။ထို့ပြင်အမေရိကန်တရားရေးဌာနနဲ့ FBI တို့ကဖွဲ့စည်းလိုက်တဲ့ Scan Standard Strike for အပါဝင်ထိုင်းတရုတ် UK ကိုရီးယားနဲ့ဂျပန်နိုင်ငံတို့ရဲ့ရာဇဝတ်မှုတိုက်ဖျက်ရေးကြိုးပမ်းမှုတွေကိုကြိုဆိုပြီးရင်းဖွဲ့စည်းတဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်အသိရှိကြောင်း NSPAD ကကြေညာတယ်။ NSPAD နဲ့ဖြင့်မွန်ပြည်နယ်နဲ့မြန်မာနိုင်ငံကိုနိုင်ငံဖြတ်ကျော်ငွေလိမ်လုပ်ငန်းတွေ ကင်းစင်တဲ့ဒေတာဖြစ်တိစောက်သွားမည်ဖြစ်ပြီးအစိုးရရာဇဝတ်မှုရဲ့ဗဟိုချက်ဖြစ်တဲ့အကြပတ်ဆရာနာရှင်နဲ့၎င်းတို့ရဲ့အလောက်ခံနေကုန်တရားစီရင်နိုင်ရေးအတွက်မဟာမိတ်တော်လိုင်းအင်အားစုနိုင်ငံတကာအဖွဲ့အစည်းနဲ့လက်တွဲဆောင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ပါတယ်ဆလာဗီမောင်မြို့ပေါ်မှာနေရာစတိုက်စစ်တပ်ကလုံငယ်40ကျော်ကိုစစ်မှုထမ်းခိုင်ပေါ်တော်ဆက်ဖမ်းဆီးဇန်ကိုင်းတိုင်းမောင်မြို့ပေါ်မှာနေရာစတိုက်အကြမ်းဖက်စစ်တပ်ကလုံငယ်40ကျော်ကိုပေါ်တော်ဆက်ဖမ်းဆီးခဲ့ကြအောင်ဖမ်းဆီးခံလူငယ်ရဲ့မိသားစုဝင်တွေကပြောတယ်နိုဝင်ဘာ25ရက်နေ့နဲ့26ရက်နေ့တို့မှာမောင်ရမြို့ပေါ်မှာ စစ်တပ်ကနေရောညာပါလူငယ်တွေကိုပေါ်တာဆွဲဖန်စီခဲ့ကြောင်းအနည်းဆုံးလူငယ်40ထက်မနည်းကိုစစ်တပ်ကစစ်မှုထမ်းခိုင်းအတွက်ပေါ်တာဆွဲဖန်စီခဲ့ကြောင်းစစ်တပ်ကဖန်စီထားတဲ့လူငယ်တွေမှာအသက်20ကျော်ရွယ်တွေဖြစ်ကြောင်းလူငယ်တွေကိုမော်ရမြို့ပေါ်ဌာနဆိုင်စုပေါင်းရုံမှာခြုံနှောင်ထားပြီးမိသားစုဝင်နဲ့တွေ့ဆုံဝင်ပေးကြောင်းသိရတယ်။ညဝင်မှာ25ရက်နေ့မှာဖုံးစွရေကန်နီလမ်းမပေါ်မှာစစ်ကွေးတွေကလူငယ်20ကျော်ကိုဖန်စီပေါ်တာဆွဲဖန်သွားတယ်။လောလောဆယ်လောက်ပြန်တဲ့လူငယ်တွေဆွဲတာပါ။ ညနေ3နာရီခွဲနောက်ပိုင်းမှာကားချောက်စီနဲ့စစ်ခွေးပတ်ပြီးပေါ်တာဆွဲနိုဝင်ဘာ26ရက်နေ့ကလည်းစစ်ခွေးကမဟာမျိုးပေါ်ကိုဈေးလာဝဲလူငယ်တွေကိုပေါ်တာဆွဲနေ့ရက်ပေါင်းစစ်ခွေးပေါ်တာဆွဲဖန်စီရလူငယ်40ကျော်လောက်ရှိတယ်။လူငယ်40လေးကိုမိသားစုနဲ့တွေ့ခွင့်မပေးဘဲလက်ရှိမဟာမျိုးပေါ်စူပါရုံထဲမှာဖန်စီထားလို့လူငယ်တောက်ရဲ့မိသားစုဝင်တောက်ကရှင်းပြတယ်။အလားတူနိုဝင်ဘာလ20ရက်နေ့ကနေ25ရက်နေ့ထိ6မြို့ပေါ်ရက်ွက်တေးခီးတဲ့တင်ကားကိန်းနဲ့ခီးတဲ့တင်ကားတွေကိုကျွန်ဖက်စစ်တပ်က ဝင်ရောက်စစ်ဆေးကလူငယ်ဆက်ရှိဦးတမနဲ့ကိုပေါ်တာဆွဲဖန်စီခဲ့ကြောင်းထိုပေါ်တာဆွဲဖန်စီခဲ့တဲ့လူငယ်တွေက19နှစ်ကနေ24နှစ်ရွယ်ဖြစ်ပြီးလက်ရှိချိန်မှာပေါ်တာဆွဲဖန်စီတဲ့လူငယ်ဆက်ရှိဦးကို6မြို့ပေါ်ရှိမြို့မရဲစခန်းမှာဖန်စီထားကြောင်းသိရတယ်။အကြပ်ဖက်စစ်တပ်ကယခုလာမယ့်ဒီဇင်ဘာလမှာစစ်မှုရေးအပစင်၂၀ကိုဖွင့်လှစ်မည်ဖြစ်ပြီးယခုနိုဝင်ဘာလလည်းကတည်းကရန်ကုန်မန်လေးအပိုင်းမြို့ကြီးမှာလူငယ်တွေကိုဖိုတာဆွတ်ဖန်ဆီမှုတွေတောက်လျှောက်ပြပေါ်လျက်ရှိကြောင်းမြို့နေပြည်သူတွေကပြောပါရယ်ဆက်လက်ပြီးကွန်ချန်ကုန်းတောင်ကုန်းကျဲအုပ်ချုပ်မှုမြင့်စောက ။ LDP ပါတီထောက်ခံသူမျိုးသမီးတအုပ်ကိုမရင်းကျင်ပြီးရွေးကောက်ပွဲနှောက်ယှက်မှုနဲ့ရှင်မျိုးသမီးကိုဖမ်းဆီးခိုင်းကတရားရုံးက1900နှစ်ကြာမှာရန်ကုန်ကွန်းချန်ကုန်းမြို့နယ်တန်ကုန်းကျေးအုပ်ချုပ်ရေးမှူးမြင့်စောကအမျိုးသမီးတအုပ်ကိုအတင်းအဓမ္မလှိန်ပိုင်းဆန်အချင်းချောင်းအနိုင်ကျင်ပြီးပြုကျင့်ခံရတဲ့အမျိုးသမီးကိုရွေးကောက်ပွဲနှောက်ယှက်မှုနဲ့ဖမ်းဆီးက1900နှစ်ကြာမှာလိုက်ကြောင်းဖြစ်တန်ကြခဲ့အမျိုးသမီးရဲ့မိတ်ဆွေတွေကပြောတယ်။အော်ဒဝါလာချာနေကွန်ချန်ကုန်းမြို့နယ်တောင်ကုန်းကျေးအုပ်ချုပ်ရေးမှူးမြင့်စောကတရားရဲနေ LDP ပါတီဝန်ရံသူအမျိုးသမီးကိုချင်းချောက်မရင်ချင်းခဲ့ကြောင်း ရှင်အောင်ဆိုပါမျိုးသမီးကတိုင်ကျမ်းကျိုးစားရခါမှာအောက်ချွေမှုမြင့်စော်နဲ့ဇနီးဖြစ်သူကရှင်မျိုးသမီးကိုမဲယုံလုပ်ငန်းနှောက်ရှက်မှုနဲ့အော်တိုဝါ20ကျောင်းနေမှာရဲခေါ်ဖမ်းဆီးခဲ့ကြောင်းနိုဝင်ဘာလ16ရက်နေ့မှာရွှေကောက်ပွဲနှောက်ရက်ဖြစ်စီရဲ့ပုံမှန်အနေနဲ့အဓမ္မပြုကျင့်ခံရတဲ့ LD ဝင်းရန်သူအမျိုးသမီးကိုထောင်နဲ့9နှစ်တရားရုံးကကြားမလိုက်ကြောင်းသိရတယ်။ရက်ကွက်အောက်ထွေမှုဇနီးခင်မာတန်းက ရကြေးကြေးရအကော်မရှင်ဩဂထလောက်တော့အထမပြုကျင့်ခံရလို့တိုင်မို့ကြိုးစားအမျိုးသမီးကိုမယုံနှောက်ရတယ်ဆိုပြီးဖန်ခိုင်းတယ်။ပြီးတော့ရွေးကောက်ပွဲနောက်ရက်ဖြစ်စေဆိုပြီးဖန်စီပြီးထောင်ချလိုက်တယ်။မတိန်ကျင့်ခံအမျိုးသမီးကတရားရုံးမှာအထမပြုကျင့်ခံရကြောင်းတိုင်ကြတယ်။ဒါပေမဲ့ပြုကျင့်သူအုပ်ချုပ်ရေးမှူးမြင့်ဆော်ကအရေးယူတာမရှိဘူး။မတိန်ကျင့်သူကအရေးမျိုးပဲအနိုင်ကျင့်ခံသူကိုနိုဝင်ဘာ၁၆ရက်နေ့မှာရွေးကောက်ပွဲနောက်ရက်မှုနဲ့ထောင်နဲ့ခုနှစ်နှစ်မတရားချလိုက်တာလို့ပြုကျင့်ခံအမျိုးသမီးရဲ့မိတ်ဆွေကရှင်းပြတယ်။ မရင်းကျပြုချင်းခံအမျိုးသမီးရဲ့ခင်မွန်နိုင်ငံခြားရောက်ရှိနေပြီးအမျိုးသမီးမှာ2020ရွေးကောက်ပွဲကာလ LD ပါတီအဝယံခံကြောင်းရှင်းချက်ကိုအုပ်ချုပ်ရေးမှူးမြင့်စောကအကြက်ကိုင်က PDF နဲ့ဆက်သွယ်သူဆွဆွဲပြီးစစ်တပ်နဲ့ရဲကိုဖမ်းခိုင်းပြီးပိုင်ဆိုင်မှုတွေတင်ခိုင်းမှုချင်းချပြီးအဲ့ဒါမှမရင်းကျင်ခံကြောင်းတော်ပြန်အုပ်ချုပ်ရေးမှူးမြင့်စောကမရင်းပြုချင်းခံအသမီးဖြစ်သူကပါထပ်မံပြုကျန်စူးစမ်းလာကြောင်းသိရပါတယ်အောက်ကျေမှုမြင့်စွာကတောင်ကုန်းရသူရသားတွေကိုလည်းသူတို့ကိုတိုင် PDF နဲ့ဆက်သွယ်တဲ့ဆိုပြီးဖန်ခိုင်းမယ်လို့ချင်းချောက်ထားတရားလုံးကကြောက်ပြီးဘူးမှမပြောရဲမတိုင်ရဲကြောင်း ရွာထဲမှာသူရဲ့ချင်းချောင်းနိုင်ခြင်းမှုခံတခြားမြို့သမီး၃လေးလောက်ရှိတယ်သူတို့ကတော့မိသားစုအရှက်ကုန်တဲ့ကကြောင့်ထုံမပြောရဲကြဘူးဆလဘီနဲ့တလင်းမှာဆေးအုပ်စု case ကတိုက်ခိုက်ခံကဂျက်ဖက်စစ်သား၂ဦး တိတ်ဆောင်မြောက်ကြံသူတွေထွက်ပြေးဘကုတိုင်းနဲ့တလင်းမြို့နယ်ကစေအုပ်စုဂိတ်စကန်ဝေယတိုက်ခိုက်မှုနဲ့ပေါင်းပြမြို့နယ်ကအကြံဖက်ဆိုင်ကယ်တန်းကိုပိုင်ဆွဲတိုက်ခိုက်မှုမှာစေအုပ်စုအထိကိုက်တိတ်ဆောင်မှုတွေရှိခဲ့ကြောင်း PDF မှနေဆက်စင်နဲ့မြေတရင်နဲ့ပြန်ကြားရေးတောင်းခတ်ဆော့ဒိုရှင်ကပြောတယ်နိုဝင်ဘာ26နေ့မနက်ပိုင်းမှာဘကုတိုင်းစစ်ဌာနရဲ့ကွက်ကဲမှုနဲ့အတူ PDF တိုင်အနေနဲ့ဘကဖားရဲကတာဝရီခိုင်အတွင်မြို့နယ်နဲ့ခုမှတိုက်ပွဲဖော်ဆောင်ခဲ့လို့သိရတယ်ပထမဆုံးအနေနဲ့တာဝရီခိုင်နဲ့တလင်းမြို့နယ်ရှားဖြူကုန်းကျားကကျန်းဖက်စစ်တပ်ကိစ္စကံကိုပီဒီအက်တိုင်နေနဲ့ပတ်ကဖားတွေဝင်ရောက်စီးနေတိုက်ခိုက်မှုမှာ ဆရာစုဘက်ကနှစ်ယောက်တင်ဆောင်ပြီးကျန်တဲ့သူတွေထိခိုက်တဲ့အကိုစီနဲ့ထွက်ပြေးသွားကြတယ်။အဲဒီတိုက်ခိုက်မှုကို PDF အမတ်နှစ်စစ်စင်းနေမြေဘကုရိုက်စစ်ဌာနပြော22နဲ့အတူအမတ်383တက်တန်ရင်တက်ခွဲချောင်းနဲ့နယ်တလင်းမြို့နယ်ဘက်ကပူပေါင်းလုံဆောင်ခဲ့ရပဲဖြစ်ပါတယ်။ဒါအပြင်အဲ့နဲ့တစ်ချိန်ထဲမှာပဲတာအမေရိကန်ပေါင်းတယ်မြို့နယ်ပန်းတင်ပင်ကြီးအမဆိုင်ကနေထွက်လာတဲ့ဂျပန်စစ်သားတွေကို PDF တပ်ဖွဲ့တွေကမိုင်းဆက်တိုက်ခိုက်ခဲ့လို့သိရတယ်။ဒီတိုက်ခိုက်မှုကြောင့်ဂျပန်စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်သေဆုံးပြီးတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်မတိုင်ခင်နိုဝင်ဘာ20ရက်နေ့20တန်းနေ့တွင်ကလည်း ။ဒါရီခိုင်တွင်အမြင့်နယ်မှာဂျပန်စစ်တပ်ကိကန်းနေတဲ့ဆေးဥစုရဲ့စက်တိုက်စုတို့တိုက်ခိုက်ခဲ့ရပါတယ်။ဆလဘီထိုင်းကျောင်းနယ်မြန်မာမြစ်တိလက်နက်ကိုင်တပ်တွေမှပြတ်တမ်းခွင့်မပြုလို့ TKP ကစာထုံးမင်းလက်ပံရကတ TKP ရဲ့တရုတ်ကြားဖြတ်ဝင်ကုန် KNU ကမယောက်စီနေမှုဖြစ်စဉ်ပြီးဖလူလေးဝေါ်လေးနဲ့စုကလီအထိမြစ်တိလက်နက်ကိုင်ဖွဲ့စည်းမှုဆိုဖြတ်တမ်းသွန်းလာခြင်းခွင့်မပြုကြောင်းဒီမိုကရေစီအကျိုးပြုကိန်းတမ်တော် TKP ကနိုဝင်ဘာ26ရက်နေ့မှာကြေညာချက်ထုတ်ပြန်တယ်။ ဖလူလေးဝေါ်လီနဲ့စုကလီထီမိတိလက်နက်ကိုင်ဖွဲ့စည်းမှုဆိုဖြတ်တန်းသွားလာခြင်းခွင့်မပြုကြောင်းအရေးပေါ်သွားလာဖို့လိုအပ်ပါကဒီကေပီကိုကြိုတင်သတင်းပေးဖို့ထုတ်ပြန်ကြမှာသတိပေးထားပြီးဘာကြောင့်ဖြတ်တန်းသွားလာခွင့်မပြုဆိုတဲ့အချက်ကိုတော့ဖော်ပြမထားပါဘူး။ဖလူလေးဝေါ်လင်နဲ့စုကလိဒေတာရီမှာ KNU တက်အပြင်စစ်ကော်မရှင်တက်ကောတူလေးတမ်တော် KDL ခေနေကြဆောင်တက် PGF တို့လည်းတော်လာလှုပ်ရှားနေကြရလို့သိရတယ်။ DKB ရဲ့ထုတ်ပြန်ချက်ဟာ KNU အဖွဲ့တစ်ဖွဲ့ကိုရည်ရွယ်မှုထုတ်ပြန်တာဖြစ်ပြီးတော့မင်းလက်ပံက DKB ရဲ့ကြားဖြတ်အရုံကို KNU ကဝန်ရောက်စီရင်ခဲ့တဲ့အတွက် ဒီကေဘေးကမကျန်းမ်းမှုတွေဖြစ်ပေါ်နေလို့လည်းသိရတယ်။လက်တလောဖြစ်နေတဲ့နိုဝင်ဘာ20ရက်နေ့ကမြောက်ရီမြို့နယ်မင်းလက်ပံရဲကဒီကေဘေးစောင့်ကြည့်လုံချုံရွှထားတဲ့တယောက်ကြောင့်ဆိုင်ဝန်တစ်ခုကိုကန်နူကဝင်ရောက်စီးနှင်ခဲ့အားဒီကေဘေးတပ်ဖွဲ့ဝင်100ကျော်ကိုလက်နက်တွေနဲ့တိုးဖန်စီရမိပြီးကြားဖြတ်လောက်ကိုင်းတဲ့နိုင်ငံခြားအများအများအပြားကိုလည်းဖန်စီရမိခဲ့တယ်။နိုဝင်ဘာ20ရက်နေ့နေ့လယ်12နာရီကျော်ချိန်မှာစစ်ကောင်ရှင်တကမင်းလက်ပံရဲကိုလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးဖြစ်ခဲ့မှုလို့လောက်ဆောင်နေခဲ့လို့သိရတယ်စစ်ကောင်ရှင်တက ဝါလီများရီလမ်းပိုင်းရှာကိုနေမြေပြန်စုမှုထိန်ချုပ်နိုင်အတွက်စစ်ကြောင်းဆံမပြတ်ထိုးလာနေပြီး KNU ဘုပေါတပွဲကလည်းပြင်ထန်ကုကန်နေအတွက်တိုက်ပွဲတွေဆက်လက်ပြင်ထန်နေဆဲဖြစ်ပါတယ်။90အပိကြားအတွက်ထူပင်ကျေးဇူးတင်ရှိပါတယ်ရှင်။